လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီဇင်ဘာလထိုင်းနိုင်ငံစီးကိန်းအတွက်ပြင်ဆင်နေတဲ့မြမလက်ရွေးစင်အမျိုးသမီးအသင်းကတော့ဂျပန်နိုင်ငံမှာရှေ့ရကြလေးချင်ရေးအစီအစဉ်တွေခြေစမ်းပွဲ၃ပွဲကစားလို့ပြီးမှာတော့၂ပွဲနိုင်တပွဲတည်ကြကအားရစရာရလဒ်တစ်ခုကိုပေါ်ဆောင်ထားနိုင်ပါတယ် ခြေစမ်းပွဲဖြစ် IGA ခုနှစ်ဦးချီအသင်းနဲ့တစ်ဖက်တကိုးစီတည်ကြခဲ့တယ်။ဒီပွဲစဉ်မှာတော့နင်းပွင့်ရေးကတကိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။နောက်ထပ်ပွဲစဉ်တွေဖြစ် Osaka University နဲ့ Kansai University အသင်းတို့ကိုတော့တကိုးကိုမရှိနဲ့မြန်မာအသင်းကအနိုင်ယူခဲ့ပါတယ်။ဒီပွဲစဉ်တွေမှာကိုးသွင်းယူပေးခဲ့တဲ့အီသက်ဖြိုးကတော့မြန်မာလက်ရွေးစင်အသင်းကအသစ်ခေါ်ယူထားတဲ့လူငယ်ကစားသမားလေးဖြစ်ပါတယ်။ ဆိုတော့ပြိုင်ပွဲကြီးမှာရောသူဘယ်လောက်ထိထွန်းတောက်လာနိုင်အောင်မလဲဆိုတာစောင့်ကြည့်ရမယ့်ကစားသမားဖြစ်ပါတယ်။ရှေ့ရကြာခရီးစဉ်ပြီးမှာတော့ကစားသမားတွေကမြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာလာပါတော့မယ်။လက်ရွေးစဉ်ကစားသမား၉ဦးအထိပါဝင်မဲ့ ISP အသင်းရဲ့ပွဲစဉ်တွေကိုနိုဝင်ဘာလအစောပိုင်းမှာလည်းပရိသတ်တွေမြင်တွေ့ရဖို့ရှိပြီးတော့စီးကိန်းပြိုင်ပွဲကြီးကိုတော့ဒီဇင်ဘာလမှာဆက်လက်တိုက်ပွဲဝင်ရအောင်ပါပါ။မေးဆွေတို့ရဲ့လက်ရွေးစဉ်မျိုးသမီးအသင်းနဲ့ပတ်သက်ပြီးတော့ထင်းမြင်သုံးသက်ချက်လေးတွေကိုလည်းဝေမျှပေးခဲ့ကြပါအောင် နေစဉ် update ဖြစ်နေတဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေကြဖြစ်တယ်ကျွန်တော်ရဲ့ CC Passport Channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မမေ့ပါနဲ့နားဆင်ပေးတဲ့ဒုတိယအကြီးစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ